နိုင်ငံရေးချာနယ်အဖြစ်တည်ထန်ထုတ်ဝေမဲ့မြင့်ဆုံပြီလားဆိုတော့ချာနယ်တစ်ကိုလာမယ့်နိုဝင်ဘာလ15ရက်နေ့မှာစတင်ထုတ်ဝေသွားဖို့ရှိပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမွန်ပေးပို့ထားပါတယ်ရှင်မြင့်ဆုံချာနယ်သွားမယ့်မူဝါဒကနိုင်ငံရေးယူဝါဒဘာသာရေးပုဂ္ဂိုလ်ရေးကင်းကင်းနဲ့လက်ရှိနိုင်ငံရေးပကတိအခြေအနေတွေကိုတေချာရေးသားထုတ်ဝေသွားမယ်လို့ဂျာနယ်ရဲ့အယ်ဒီတာဖွဲ့ဝင်တဦးဖြစ်တဲ့နိုင်မြန်မာကပြောပြပါဗါးတော့ကင်းရှင်းပြီးတော့တကယ်ပကတိတထာဘူးသားကြကြလူသားဆန်ဆန် ကျွန်တော်တို့ရက်တည်ပြီးတော့တရားမျှတမှုတွေကိုတောင်းဆိုဖို့ကျွန်တော်တို့တစ်သက်လုံးလှုပ်လာတဲ့အလုပ်တွေကိုရှေ့ရှက်ရှေ့လျှောက်ပြီးတော့ကျွန်တော်တို့လုပ်သွားနိုင်ဖို့အတွက်နောက်ကဂျာနယ်သေးလေးတစ်စောင်ပေါ်လာတယ်လို့စာဖတ်ပြည့်တဲ့ကြီးကိုမိတ်ဆက်ပေးတဲ့အနေနဲ့ဒီဂျာနယ်လေးကို အပတ်စဉ်အင်္ဂါနေ့တိုင်းထုတ်ဝေသွားမယ့်မြစ်ဆုံပေးတာဂျာနယ်ကိုပင်နိုင်ကြပြကဏ္ဍအတွေ့နိုင်မြန်မာပင်နိုင်နိုင်ငံရေးဆောင်မကိုကျောင်းသားကောင်းဆောင်မောင်မောင်ကျော်အပါအဝင်သူရိယနေဝင်းဂျာနယ်ကနေခွဲထွက်လာခဲ့တဲ့တာဝန်ခံအယ်ဒီတာတွေဖြစ်တဲ့ကိုထွားကြီးကိုတန့်စော်တို့ကနေဥဆောင်ထုတ်ဝေကြတာဖြစ်ပါတယ်။ဒါဟိုဘူးသူစစ်အုပ်စုတွေကအခုတွေ့တော်မူတဲ့ဒီယူသားတွေ့တော်မူတဲ့ဒီတွေ့တော်မူတဲ့ဖြစ်နေရတယ်ပဲကျွန်တော်တို့ရဲ့အင်အားစုကျွန်တော်တို့ရဲ့ရဲဘော်တွေထောင်ထဲမှာနေခဲ့တဲ့လူတွေတော့တိောင်းတိောင်းနဲ့ပြောမလားဆိုတာ ဲ့တော့ဟာပေါ်တာလေနည်းနည်းကြည့်ကြတော့ဒီမျိုးတယ်မှာဒီလိုဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကထိအောင်အဲ့ကျွန်တော်တို့ကယုံကြည်ချက်တူအဲပေါ်တာတွေအကုန်စုပြီးတော့ဒီရုပ်ဆောင်ကြတယ်ကိုတည်ဆောင်တယ်အဲအောင်မြင်လို့ပဲအောင်မြင်ရမယ်လို့လည်းပဲကျွန်တော်နေယုံကြည်တယ်အကျိုးပြုဆောင်ပါတယ်ပဲကျွန်တော်ရေးပါအောင်မယ်အာဘယ်သူကနာယီပတ်တာတို့ကားဝယ်ကြည့်ကြဒါကြီးကျွန်တော်အကြာဒါမျိုးကြီးကျွန်တော်မရေးပါဘူးကျွန်တော်ယူဆတယ်ပေါ့ကျွန်တော်ဒီဒီမိုကရေစီဘူပြောင်းရေးကာလမှာကျွန်တော်ကျွန်တော်ယူဆအယူဆကို ဆောက်ဖက်တဲ့သူတွေရာထောင်တောင်တိမ်တန်းပါအဲ့ဒါနေပြီးတော့နိုင်ငံရေးသမားတွေအဲ့ဒီကျွန်တော်ကဒီ target ထားတဲ့ဒီပိတ်သက်ရှိပါတယ်ဒီမြစ်ဆောင်ကြနေအောင်ချက်ချင်းမြင့်မြင့်သတင်းရယူပြီးမှနိုင်ငံရေးတည်ထက်စားဆောင်အဖြစ်တင်ပြသွားမှာဖြစ်တာကြောင့်အမှုပညာစီးပွားရေးအပါအဝင်အခြားကဏ္ဍတွေကိုထည့်သွင်းဖော်ပြသွားဖို့မရှိသေးဘူးလို့သိရပါတယ်ကျမလေးလေးမောင်ပါ